လုံးမင်္ဂလာပါတကယ်ကြီးလို့ကျွန်တော်အားလုံးချမ်းသာပါမှာချမ်းသာတာပဲလားဗျာကျော်ခင်ဗျားတို့သတိရပါတယ်ဗျာဒီနေ့ကမလေးရှားမှာဟာရီရာယာအီဒူလ်အဒဟာပြည့်ရဖြစ်တယ်သူကကျွန်တော်လည်းအိမ်ကနေထွက်ပြီးတော့ပန်းချန်ထဲမှာထိုင်နေတယ်ဗျာ ရင်ရင်ချမ်းချမ်းပျော်ပျော်ရွှင်ရွှင်နော်မျိုးတငယ်ချင်းတော့ရင်ရင်ချမ်းချမ်းပျော်ပျော်ရွှင်ရွှင်ရှိကြပါရဲ့လားဗျာအေးဒီနေ့တငယ်ချင်းတို့တော့ကိုကျွန်တော်ဗီဒီယိုတဘို့လို့ဖို့စဉ်းစားထားတယ်အောက်ထိုးပေါ့အောက်ထိုးအောက်ထိုးဒီနေ့ကျွန်တော်ပြောပြခြင်းတဲ့ဗီဒီယိုကတော့ဇလန်းကတော့လွန်ခဲ့တဲ့ 1942 1942ဝင်းကျင်ဂျပန်ဂျပန်စစ်ကာလကဖြစ်ရလေတခုပေါ့ဗျာဖြစ်ရမှန်လို့တော့ပြောတယ်เนาะကျွန်တော်ရဲ့ကျွန်တော်တို့ရဲ့မိသားစုရဲ့ကျေးဇူးရှင်ကျွန်တော်ရဲ့ဦးလေးသူပြောပြခဲ့တယ် သူရဲ့နောက်ဆုံးနေဝင်ချိန်ဒီကိုစေယုံကရင်ပေါ်မှာဖြတ်တန်းရင်းနဲ့သူဒီစကားတွေကျွန်တော်ကိုပြောပြခဲ့တယ်။အဲဒီအချိန်မှာကျွန်တော်ကဦးလေးကိုစေယုံဆောင်ရတယ်ပေါ့ဗျာ။ဦးလေးရဲ့ကျမရဲ့အချိန်ကဦးလေးစေယုံတင်တာတော့ကျွန်တော်အိမ်မှာအငယ်ဆုံးအလုံးအကိုကြီးကိုကြီးကိုကိုဟာနဲ့ကိုဆိုတော့ကျော်လိုမျိုး190 130အလုံးရှိအကင်မရှိကောင်းကား အိမ်မှာငယ်ဆုံးဆိုတော့ဗျမကောင်းကြောင်းဖို့ပေါ့ဟုတ်တယ်မလားဆေးုံမဘူးမမဆောင်ကျင်တော့ကျွန်တော်အမှညဘတ်နေဘတ်ဆိုလဲနေဘတ်ပေါ့ဗျကျောင်းကျင်ကြတော့ကျောင်းသွားပေါ့ကျောင်းပြန်လာရေမိုးချိုးပြီးတော့သမင်းကြိုက်ဆိုပြီးဦးလေးစီပေါ့ဦးလေးစီမှာဆောင်အဲ့လိုမျိုးပေါ့အဲ့လိုအဲ့လိုအခြေအနေတွေမှာဦးလေးကကျွန်တော်ကို ပြောပြခဲ့ဘူးတဲ့เนาะဖြည့်ရမှာဇလန်းတပုတ်ကိုကျွန်တော်ပြောပြမယ်ခေတ်ကာလအဖြစ်ကတော့1900နဲ့လေးစနေနှစ်ဂျပန်ဂျပန်နဲ့အင်္ဂလိပ်တိုက်နေတဲ့အချိန်ပေါ့နော်မြန်မာနိုင်ငံရဲ့မော်လမြိုင်မြို့နယ်ဘီလင်းကျေးရွာနော်မော်လမြိုင်မြို့နယ်ဘီလင်းကျေးရွာမှာပြက်ခဲ့တဲ့ဒီဖြစ်ရကဖြစ်ရအမှန်ဖြစ်တဲ့ मी बा मेतारे थैला मूरियो मी बा सो जुआ यौन्याने दू डाउमा मी बाय मेता शे मी बा मेता तंबो था दे तंबो तो खूब छे दे ဖြစ်ရမှန်လားတကယ်လားအဟုတ်လားတကယ်ကြီးလားမဟုတ်ဘူးလားလိန်သာလားညာလားတော့ကျွန်တော်ကိုယ်တိုင်တွေ့ကြုံခံစားခဲ့ရခြင်းမဟုတ်ဘူးနောက်တစ်ခုကကျွန်တော်ရဲ့ဦးလေးသူ့ဘဝရဲ့နောက်ဆုံးနေဝင်ခြင်းဒီမှာကျွန်တော်တို့ကိုမျှဝေခဲ့တဲ့ပြောပြခဲ့တဲ့တက်ကြီးစကားတွေဖြစ်တဲ့အတိတော့ဟုတ်ချင်လဲဟုတ်မယ်မဟုတ်ချင်လဲမဟုတ် မှန်ကျင်လဲမှတ်မယ်မမှန်ကျင်လဲမမှန်ဘူးဒါပေမဲ့တက်ကြီးစကားတက်ငယ်ကြားဖို့ပဲเนาะတော့ကျွန်တော်စပြောဟုတ်ပြီဖြစ်ရကဘီလင်းမော်လမြိုင်တဲ့မော်လမြိုင်မြို့ရဲ့ဘီလင်းမြို့မှာဖြစ်ခဲ့ပေါ့เนาะဘီလင်းမြို့နေပေါ့ဗျာတော့မော်လမြိုင်မြို့ဘီလင်းကျေးရွာလားဘီလင်းမြို့နေလားအဲ့ဒီမှာဖြစ်ခဲ့တဲ့ အဲ့ဒီအချိန်တုန်းကတော့အဲ့ဒီနေရာတွေကအင်မတန်မှတောထူပြီးတော့အင်မတန်မှဟိုဘယ်လိုပြောမလဲဆိုတော့အာဒဘုံနေဓမြတွေအင်မတန်ကြီးစိုးတဲ့နေရာပေါ့ဗျာနော်အဲ့လိုခေတ်ကာလပေါ့ဗျာအဲ့လိုအခြေအနေပေါ့ဗျာနော်အဲ့တော့ဘလုံးခဲ့တဲ့နှစ်ကာလကလည်းတရားဝင်ကျင်လောက်ကဆိုတော့လေအခုလိုမျိုးတိုးတက်နေတဲ့ခေတ်ကာလမှာမီးတွေပဲမရှိဘူးဗျာကျမတော့ခေါင်ခေါင်လို့အခြေအနေမျိုးပေါ့နော် အဲ့လိုအခြေအနေမှာရွာတကြီးသူ့နာမည်ရွာတကြီးနာမည်ကဥပုံမြတ်တဲ့နော်အစိုးရကခန့်ထားတဲ့ရွာတကြီးပေါ့ဗျာဥပုံမြတ်တဲ့အဲ့ဥပုံမြတ်ကအမတမလေပြိုသားဖြောင်းမှန်ပြီးတော့အမတမလေဟိုတနာကျင်လာတဲ့ပုံပုံပေါ့ဗျာသူ့မှာတမီးလေးတယောက်ရှိတယ်သူ့တမီးလေးနာမည်ကဝေဝေမြင့်လို့ခေါ်တယ်နော်မဝေဝေမြင့် အသက်က16နှစ်အပြိုပေါ်ဝင်ကစားအချိန်ကလေးပေါ့ဗျာအဲ့တော့ခေတ်ကာလအပြင်လည်းဟိုဘယ်လိုပြောမလဲဆိုစစ်ဂျပန်နဲ့အင်္ဂလိပ်စစ်ဖြစ်နေတဲ့ခေတ်ကာလဆိုတော့ရွာရွာမှာခြေရွာမှာလည်းခြေရွာလို့သာပြောတာဗျာကြည့်ရမလားစေဝါအော်ဘယ်လိုပါမလဲဘာမှပြပြစုံစုံရှိကြတာမဟုတ်ဘူးဟိုစင်းမီတို့လေးနေကုသနေရတယ်တနေ့တော့ညတကောင်လဲတမီးအဲ့ဒီ ရာဇကြီးရဲ့တမီးဖြစ်သူဥမဝေဝေမြက်ကတဲ့ထူးစားစွာပေါ့နော်မခံမရနိုင်အောင်ပါစူးစူးဝါဝါအတန်ဒီပလန်လေးနဲ့အော်ဟစ်ပြီးတော့မိုးယိုပြီးတော့သူမခံနိုင်တော့တဲ့အကြောင်းကိုပြောတော့ဗျာအဲ့တော့သူရဲ့ဒီဝေဒနာမခံနိုင်တော့ဘူးပေါ့ဗျာအကြည့်တော့တော့မိုးယိုပြီးတော့အဖေကိုပြောတော့အဖေကလည်းမကြည့်ရဘူးဗျာအဲ့နဲ့သူတပည့်လက်သားတွေကိုသူခေါ်တာပေါ့ဗျာ တပည့်လာသားတွေရတယ်တားမြင့်တာပေါ့နော်တကြီးပေါ့နော်ဒီချိန်ကြီးတကြီးရွာပြင်ထွက်ပြီးတော့ဟိုတခြားရွာတစ်ခုကိုသွားပြီးတော့အဲ့သူတို့ရွာနေပေါ့ဗျာနှစ်မိုင်ခွဲလောက်သုံးမိုင်လောက်ကိုသွားရင်းတယ်အဲ့ဒီမှာရွာတရွာရှိတယ်ဗျာအဲ့ဒီရွာမှာဆေးမှုရှိတယ်အဲ့ဒီဆေးမှုကိုသွားခေါ်မှာပေါ့တကြီးကသွားတာအဲ့တော့သူကအဲ့လိုမျိုးဆေးမှုကိုခေါ်မယ်ဆိုပြီးပြောတော့ဗျာအားလုံးကသူ့ကိုတားမြင့်တယ်ပေါ့နော်တကြီးပေါ့အချင်းတော်တော်လင့်နေပြီ တကြီးဒီချင်းကသွားတင်တဲ့အခြေအနေလည်းမဟုတ်ဘူးဗောနော်သူလမ်းခရီးကတာရဲတလေးဆံကိုမကြောက်ရသည်တိုင်အောင်လို့ဗျာတခိုးသမျှရန်ကြီးလွတ်ပယ်ပဲထားပါအောင်ဗျာသူတို့ရွာရဲ့နာမည်ကြီးဗျာအဲ့ဒီမှာဟိုဗာလဲတစ်ပုတ်ပင်တပင်ရှိတယ်ဗျာအာတစ်ပင်သူတို့အဲ့ဒီနာအဲ့ဒီတစ်ပင်တို့နာမည်ပေးထားတယ်ဗျာချုံခိုးကူချုံချုံကိုးကူလားဗာလဲမသိဘူးအဲ့ ခြုံကြီးကိုခုရှိတယ်တဲ့အဲ့မှာကြီးနေတယ်ခြုံကြီးနေအဲ့ခြုံကြီးကိုလုံးနေအဲ့မှာကူတူကူရှိတယ်တဲ့အဲ့တော့တို့ကခြုံကိုကူဆိုပြီးနာမည်ပေးတာခြုံကိုလုံးရဲ့ဂူတလုံးရဲ့ရှိတယ်ခြုံကိုကူလို့နာမည်ပေးတာအဲ့ဒီကူကဆုံးမတယောက်ရှိတယ်တဲ့အဲ့လိုလာပြီးညနေပါလေဆိုအဲ့ဒီဆုံးမကအပြင်ထွက်ပြီးတော့အဲ့ဒီခြုံကိုခြုံကြီးကိုကူအဲ့ဂူကြီးကိုခြုံကြီးကိုကူကပတ်သွားတယ်ဗျဒါဒီဂူရဲ့အပြင်မှာထွက်ပြီးတော့ဆေးချတယ် အဲ့တော့သူကဆေးချက်တယ်ဆိုဘလို့ချက်လို့အဲ့ဒီဆုံးမလူသားတွေရဲ့အသွေးအသားနဲ့တော့ဆေးချက်တယ်နော်လူရဲ့အရှင်တွေလူကိုပန်းတာပေါ့အဲ့ဒီအချိန်မှာရောက်လာတဲ့လူကတော့ဆေးချက်သူဆေးဖို့ဖို့အတွက်ကိုဆေးဝါးပြတ်သွားလိမ့်မယ်အဲ့တော့ဘသူမှအဲ့ဒီလိုလာပညာဆိုရင်အဲ့ဒီကနေပြီးတော့ဖြတ်မသွားရဲဘူးပြည့်အကြီးရပါတော့သူတမီးရဲ့ဇောဗျာဒါမှသူတမီ ဝေဒနာခံစားသူမကြည့်ရဘူးမကြည့်ရတော့သူကနေပြီးတော့ကဲမင်းတို့ဘယ်သူမှမလိုက်နဲ့အနေများတယ်ပေါ့နော်ငါသမီးတို့ငါသွားမယ်ပေါ့မင်းတို့မင်းတို့တော့ကလက်ခံတယ်မှန်တယ်ပေါ့နော်ခုလိုခေတ်ကာလမှာဟာလားထွက်မယ်ဆိုရင်အနေအမတန်များတယ်ပေါ့ရွာတွေကနေရွာပြင်တော့မထွက်သင့်ဘူးပေါ့နော်အဲ့လိုခေတ်ကာလအခြေအနေမှာ ဟိုနှစ်မိုင်ကျော်သုံးမိုင်လောက်ခရီးကိုညတစ်ကောင်ပေါ့ဗျာသွားမယ်ဆိုတော့မပြတ်တင်ဘူးပေါ့ဘယ်သူမှမင်းတို့မလိုက်နဲ့ငါကသွားမယ်ဆိုပြီးတော့ကြီးကသူ့မှာရှိရဲ့ဒလော့တစ်ချောင်းလွယ်ပြီးတော့ခြေကျင်သွားတာဟောစပိန်တွေဘာတွေနဲ့တော့သွားဖို့ကအဆင်မပြေဘူးခေတ်ကာလလမ်းလမ်းပန်းကဟိုလမ်းမရှိဘူးဗျာရှင်းပြောတော့တော်လမ်းပေါ့ဗျာနော်တော်လမ်းဆိုကြီးကအတူဒလော့ဒလော့တစ်ချောင်းဆွဲပြီးတော့သူသွားတော့ ဟိုလာတာနေလေလာကမိပြပြတာနေတော့သူပြောတယ်တကြီးငါရှောက်တဲ့လမ်းနဲ့ဆိုရင်ဟောတယ်၃ညညည၃နာရီဝယ်၄နာရီလောက်ဆိုရင်တော့အဲ့ဒီကိုရောက်ပါတယ်ဘုရားတင်းရောချီရောလမ်းကြီးမှာမောပန်းမောလို့ပန်းလို့ဗျာခဏပြုတ်နားမယ်ဆိုငါးနိုင်မထိုးခင်တော့ကရောက်တယ်ဘုရားအဲ့ဒီကနေရွာနေပြီးတော့နွားလဲပြပြမြင်းမြင်းမြင်းပြပြနွားပြပြတခုနဲ့ရှင်းမှုပြန်ပြင်လာရင်ပေါ့ဘိုးဘိုးလင်းဒီကိုပြန်ရောက်ပါတယ် ဘရောမင်းတို့မပူမနေဘောနော်ငါသမီးတို့တော့မင်းတို့ဆောက်ရှောက်တော့သူမှလည်းမအေးမရှိတော့ဘူးဘောနော်ငါမှတာဝန်ရှိတယ်ကြီးကအရေးစွန်ပြီးသမီးရဲ့ဝေချင်တော့မကြည့်ရတော့ဘူးအရေးစွန်ပြီးတော့ထွက်ထွက်လာတော့သူလမ်းတစ်လျှောက်ကောင်းကောင်းပဲအေးအေးဆေးဆေးပဲရွာနေထွက်လာပြီးတော့အာတနားရီဝင်းကျင်လောက်ဆိုလမ်းတဝက်လောက်ရောက်ပြီပေါ့ဗျအဲ့တော့လမ်းတဝက်လောက်ရောက်ပြီဆိုတော့အဲ့မှာခလင်းငိုတန်းနေနောက်တော့ဒီအိုးဖက်ပကန်အတန်းနေ တော့အာလမ်းအဲ့လိုပြေးလွှားတဲ့အတိုင်းကြောင့်သူကြီးကနည်းနည်းစိတ်ထဲမှာထိတ်နေမျိုးဟာဒီနေရွာကြောင့်ငါတို့နဲ့ဟိုဘက်ရွာကြားမှာတော့ပဲရှိတော့ဘူးနော်ဒီတော့ကျမှအိမ်ချေမရှိဘူးပေါ့နော်ဟုတ်ဒီကလင်းငုံတန်းနေဒီဒီအတန်းနေပလန်နေဘဲကကြားလဲပေါ့နော်ဟဲ့ပဝင်းညိုကြီးလည်းတေးချမတ်တရရပြီအဲ့တော့တော့ပဲပေါ့နော်တော့တော့လန်းကလေးကတွားနေရနေပြီသူ မတည့်ရပဲဆိုအတန်လာရဘက်ကိုသူတေးချသူနားဆွင့်တော့အာယုံစားရပြီးသူကြည့်တယ်။ဟောကြည့်တဲ့အချိန်မှာမိโกဒန်ဒီလိုပြောမဲ့တော့ညာဘက်ကိုလည်းပြတစုံတစ်ခုချက်တယ်ဆိုတော့တဲ့မှာအခိုးငွေဖြူဖြူကြီးတွေထွားအဲ့လိုအခိုးငွေဖြူဖြူကြီးတွေထွားတယ်ပြ။အဲ့ဒါကြီးကစိတ်ဝင်စားပါဒီယူရတော့မှာဒီတော်ကြီးခေါင်းပေါ်တော့မှာပေါ့နော်ဘယ်က ဘယ်ကလူကလာပြီးတော့ဒီချိန်နေမှာခုလိုလာပြီးတော့ဟိုဟိုဘလိုပြောမလဲဗျာအိမ်ညာလာပြီးတော့လှုပ်ထားတာတော့ဘောနော်အဲ့တော့ဒါမဲ့ तू ဟာ तू တွားမဲ့လမ်းကို तू တွားအောင်မလေးက तू တွားဖို့ဆိုတော့ तू တွားမဲ့လမ်းကို तू တွားတော့ဘောအဲ့ဒါ तू ထားလိုက်ထားပြီးတော့ဆက်သွားတယ်ဆိုတော့နောက်ကနေပြီးတော့ပြေးလိုက်ရတဲ့အတန်ကြားပြေးလိုက်ရတဲ့အတန်ကြားကျတော့ तू လည်းဓာတ်ကိုဆွဲထုတ်ပြီး အတင့်အနေထားနဲ့သူနေလိုက်တော့အဲ့ဒီမှာချုံတို့ခုတည်းနဲ့အဲ့ဒီအင်ဂျီအဝိစအဖြူရောင်အင်ဂျီအဖြူရောင်ဝတ်ထားတဲ့အမျိုးသမီးခလေးရွယ်လေးပေါ့ဗျခလေးစတုံးလေးနဲ့ဒါခလေးရွယ်လေးကအဖေကြီးအဖေကြီးအဖေကြီးကဲပေါင်းကဲပေါင်းဆိုပြီးလေးဘကုံကြီးဖွက်လာတာတဲ့လေးဘကုံကြီးထွက်လာတယ်ဟဲ့သမီးလေးသမီးလေးဘာဖြစ်လို့လဲဘာဖြစ်လို့လဲဆိုအဲ့ဒါ तू वाला ခလေးရွယ်လေးများတဲ့မှာ လေးဘက်ကုန်းပြီးတော့ဒီခြုံချားတဲ့ကနေထွက်လာပြီးအဖေကြီးဖေကြီးကဲပေါင်းကဲပေါင်းဆိုတော့ဟိုတကြီးရလဲဗျာသူ့မှာလဲသာသမီရှိတယ်ဆိုမေတ္တာစိတ်ပေါ့နော်မေတ္တာစိတ်နားနဲ့အနားတော်သွားတယ်နားတော်သွားတော့တမိကောင်းကွဲဝါပြီတမိကောင်းကွဲဝါပြီတဲ့အဲတမိကောင်းကိုကြည့်ပေးပါအောင်တမိကောင်းကွဲဝါပြီတဲ့တွေးတယ်လဲဒါအားကြနေတယ်ဆိုတော့တကြီးရလဲအဲ့လမ်းရောက်အောင်ပါပဲဟုတ်တယ်သူ့ကောင်းကနေပြီးတော့ဒီလိုမျိုး စပင်းတွေကြာနေသွေးမဲမဲတွေစီးကြနေတယ်အဲ့တော့တကြီးကလည်းစိတ်ပူပြီးတော့အဲ့စပင်းကိုဖျဲပြီးကြည့်လိုက်ကြည့်အောင်အဲ့ဒီအကွဲဒီစပင်းတွေကြာတဲ့ရတယ်ပြီးတော့လောက်ကောင်လို့အကောင်ကြီးအကောင်မဲမဲကြီးတွေကလို့ဒီလိုကြာနေတာသွေးမဟုတ်အလကအကောင်ကြီးတဲ့အဲ့လိုစီးကြနေအဲ့ဒီတကြီးကလန့်သွားတာပေါ့လန့်ပြီးတော့နောက်ပြန်ဆုတ်ပြီးတဲ့အချိန်ပေါ့ခါတဲ့ အဲ့ဒီကောင်မလေးကဟာ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 ဆိုအော်ကြီးပြီးတော့သူ့ရဲ့ဒီမျက်နှာကြီးကတဖြည်းဖြည်းတဖြည်းဖြည်းနဲ့စုပ်သွားအယောင်တွေးစုပ်တယ်လို့ပြောမှာတရေတရေလို့ပြတ်သွားတော့ဗျပထမတော့လူမျက်နှာလိုပုံစံဆိုမျိုးခလေးမျက်နှာလေးရနေဟာဟာဟာဆိုအော်ကြီးပြီးတော့မျက်နှာကြီးကတခါတည်းဟိုဘယ်လိုမှရုပ်ပြောင်းသွားတော့တရေမျက်နှာကြီးပြောင်းသွားအဲ့ဒါကြီးကခါတည်းလမ်းပြီးတော့ကြီးကပြေးလာအဲ့မှာလမ်းကြီးမှားပြီးတော့ဗျာ ူလည်းဂမူးရှူတော့ကြောက်ကြောက်လန်းလန်းနဲ့ဗျာတဲ့မှာပြေးတာပေါ့ပြေးတော့လမ်းတွေကလုံးမှားပြီးတော့တောင်ရောက်မြောက်ရောက်တွေရောက်ကုန်ပြီးတော့သူအဲ့ဒီမှာအဲ့ဒီဂူကိုကိုဟော sorry ချုံကိုချုံချုံကိုကိုအဲ့ချုံကြီးကိုကိုရှိတဲ့ချုံကိုကိုရောက်သွားသူမသိဘူးသူကတော့ကြောက်ကြောက်နဲ့ပြေးတာသူအဲ့ဒီကိုရောက်သွားရောက်လေရောက်သွားတော့အဲ့မှာမတူး သူကတော့ပြေးလွှမ်းတယ်အဲ့ဒီကိုရောက်သွားသူမသိဘူးသူအဲ့ချုံကိုချုံချုံကိုကိုသူရောက်တယ်သူမသိဘူးအဲ့ဒါရောက်နေအဲ့ဒီရောက်လဲရောက်သွားသူမောနေပြီဗျသူအဆမပြေးနိုင်တဲ့သူတော့အတက်လည်းရနေပြီဆိုမောနေပြီအဲ့ဒါတကြီးကစဉ်းစားငါဒီမှာခဏလောက်နားပဲဗောနနားပြီးမှပဲငါလန်ခီးဆက်တော့မယ်ဗောနငါပြေးကြောက်ကြောက်နဲ့ပြေးလာလမ်းနေလဲမှားကုန်ဘယ်ရောက်လို့ရောက်ကုန်လို့မသိဘူးအဲ့ဒါသူခဏထိုင်လိုက်ထိုင်လိုက်တဲ့အချိန်မှာ ဒုက္ခကြီးနဲ့ဖွားကြီးတယောက်လာနေတယ်တဲ့ဖွားကြီးတယောက်လာနေရင်တော့သူကကြည့်ရဒီဖွားကြီးပဲသွားနေတယ်ဘောနော်ဖွားကြီးကိုလောလမ်းမင်းရောအဆင်ပြေလောအဲ့ဒါသူအဖွားကြီးတော့ပြောတယ်အဖွားဘောနော်အဖွားဒီတော့ထဲမှာနေတာလားဆိုတော့အဖွားကဘာပြောလဲဆိုအေးဘောတဲ့အဖွားကတော့ထဲမှာပဲနေတယ်တာသမီမှမရှိတာတဲ့တော့ထဲမှာပဲတီးတူးတူးရှာဖို့စားတော့တယ်တော့ထဲမှာပဲနေ အဲ့လိုပြောတော့သွားအခုဟိုတကြီးကအဖွားရေးပေါ့နော်ကျွန်တော်လည်းဒီလိုပဲပေါ့နော်တမီးလေးတယောက်ရှိတယ်ဟောသူပြောပြရတယ်သူဖြစ်ရကသူပြောပြရတယ်ဘွားကြီးကဘွားကြီးကဒါဆိုရင်လည်းကံကောင်းတာပဲတဲ့အဖွားဒီနေ့စေးချက်မလို့တဲ့တော့တားဆောင်လိုက်လေတဲ့တားရဲ့တမီးလေးတော့အဖွားစေးပေးလိုက်မယ်တဲ့အဲ့ဒါအဲ့လိုမျိုးအဖွားကြီးကပြောပြောဟဲဟဲဟဲဆိုပြီးတော့ရီတော့ဒီအဲ့ရီတန်ကြီးက ဘယ်လိုပြောမလဲဆိုတော့ဗျာဟိုကြောက်စရာကြီးတယ်နော်ဘွားကြီးကြီးတဲ့ကြီးတဲ့ကြီးကပြည်ရပြီတော့ငါသားတဲ့ဒီဂူတောင်းမှာပဲတိုင်နေတဲ့အဲ့ကနေဘယ်ကုန်မှမတော်နေတဲ့အဖွားကူစေးချက်မယ်တဲ့ตาဆောင်ตาဒီနားမှာပဲထိုင်ဆောင်ပြီးတော့နော်အဖွားစေးချက်မယ်ပေါ့အခုပဲစေးချက်မှာပေါ့ငါตาဒီနားမှာပဲထိုင်ဆောင်ပြီးတော့ယူသွားလေတဲ့သူသူအားရောမှသူအာယုံငဲမှာဟာဒါဆုံးမကြီးလားမသိဘူးပေါ့နော် ငါရောင်းနေတာချုံကိုးခုပဲပေါ့ဒါအသာဆုံးတေချာပြီဒါကြီးကဂူပေါ့အဲ့မှာ तू နောက်ပြန် तू တေချာကြည့်လိုက်တော့မှချုံနေချုံကိုချုံနေကိုဖျဲပြီးတော့တေချာတဲတော့ကြည့်တော့မဟုတ်တယ်ဗျအဲထဲကဂူကြီးတယ်အားနဲ့ तू အဲ့မှာ तू လုံးဝဟိုတကြီးစိတ်ပြတ်သွားတာပေါ့ငါတော့တေပြီပေါ့ဒီနေ့တော့ငါမှပြန်လမ်းမရှိတော့ပေါ့ငါသမီးကိုပေးเสียပါမယ်အားနဲ့တော့နေပြီးတော့ဖျားစာတွေဖတ်ပြီးတော့ဟောဘွားရပါတော့ကြတားတယ် နေ့တမီတွေတော့ကိုတော့ကရောက်နေတာလားတဲ့ဘုရားသားတွေပါရွတ်မနေပါနဲ့တားရဲ့တားသွားအန္တရာယ်မရှိပါဘူးတဲ့ပါကုလို့ဘုရားသားအဲ့လိုဘုရားသားတွေရွတ်နေတာအမေရဲ့အလုံးမှာအနှောင့်အယှက်ဖြစ်တယ်မနော်ငါသားမအန္တရာယ်မရှိပါဘူးတဲ့ငါတော့အမေဆေးပေးမှာပါတဲ့ထိုင်နေပါတဲ့ကြည့်ရတယ်အဲ့လိုဘုရားသားပဲမယူရဲတော့သုံးမတို့ဟိုသူ့ရဲ့ဆေးသူ့ဆေးစီရင်နေတဲ့အချိန်မှာ ဖျားတာတွေယွန့်နေတယ်တော့ဗျာသူတို့အဆင်မပြေဘူးဗျာတဲ့ပေါ့အဲ့တော့ဖွားကြီးအဲ့လိုပြောတော့ตาไม่จောက်บานเลยบ่ตาถ่ายนี่บ่าอมีပြောได้ถ่ายนี่ตัวถ่ายอยู่เออดูแลถ่ายนี่ไล่ดิไม่ดูรอกูเยอะติเลยมะล่ะโหปีนแล้วไม่ปีนไหนတော့อ้ายเนี่ยกုံค้านนี่ฉีดิเล็ดติเลยตลอดเล่นนาชินนี่บิ๊บอ๋อไม่ปีนไหนเนี่ยตุๆบิ๊บไม่ตั้งไหนတော့ได้อสงบลูบอมอ้ามันตันมันช่อตัวปုံเลยดูแล တောင်းမြေမှာစရပြီးတော့မှထိုင်းနေတယ်ကုနာမှာစိတ်ပြက်လာတယ်။အဲသူ့ရှေ့မှာပဲဘွားကြီးကတခါလေဟိုဘယ်လိုပြောမလဲဆိုကြီးလိုက်တေးလိုက်ပုံစံအမျိုးမျိုးပြောင်းနေတော့ဘွားကြီးကလည်းကမှာတလိษံလို့လို့ဘာလို့အကောင်တန်တန်နေလို့အပေါင်နေနေဟောပုံစံအမျိုးမျိုးပြောင်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 းနေအဲ့လုံလုံရနေပြောဗျအဲ့လိုမျိုးအကြောင်းတွေထွက်သေးတဲ့တခါအငွေတွေထွက်သေးတဲ့မဲမဲတွေရောပြီးတော့အဲ့လိုမျိုးထွက်ပြီးတော့နောက်ဆုံး ပိတ်မှာအဲ့ဟိုအဖွားကြီးရဲ့အရှိမအလုံးတလုံးကြံခဲ့တယ်အဲ့လိုဟိုငေကြီးခဲ့လို့ပါမျိုးအခဲတစ်ခဲကြံခဲ့တယ်မြေမြေဆိုင်ခဲ့ပေါ့ခဲတစ်ခဲကြံခဲ့တယ်အဲ့ဒါတားတယ်လာခဲ့ဆိုခေါ်တယ်ခေါ်ပြီးတော့တားလို့တော့ဒီကနေဆေးယူသွားကြည့်တယ်ဒါဆေးပဲတဲ့ဟောဒီကနေတားလို့တော့ဆေးယူသွားကြည့်လို့ပြောတယ်မိုးကြီးကလည်းရှင်းပြောရင် တော့ဒီအရူယူပြီးသွားတော့ဆိုတော့သူလည်းသွားမယ်ပေါ့နော်အဓိကသူဒီကသွားကျင်တာဗျအားနဲ့ကြောက်ကြောက်နဲ့သွားလက်နဲ့ဖဲ့တာဖဲ့လို့မရဖဲ့လို့မရဘာရပြောလဲတားတယ်တားလက်နဲ့ဖဲ့လို့ရမှာမဟုတ်ဘူးဆောဆောဓာတ်နဲ့တားထည့်ပေါ့ဓာတ်နဲ့ထည့်ဆိုဓာတ်နဲ့ထည့်တယ်ထည့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 ်အားနဲ့လက်တော့ဒီလက်တော့ခုစားရအောင်ရလဲရအောင်သူ့ရဲ့ပစိုးခပိုက်တွေထည့်ပြီးပိုက်ပြီးဘာရတော့လမ်းညွန်လိုက်တယ်နင်ဒီလမ်းကြောင်းဘလို့ဘလို့သွားပေါ့နင်ရောရောက်သွားလိမ့်မယ်ဆိုတော့လမ်းညွန်လိုက် အဲ့တော်ရတော့ကနေအဲ့ဆုံးမယူအမေဘောတော့တောက်တကယ်ပြီးသွားတော့တကယ်ပြီးသွားတယ်ပေါ့နော်ငါတော့ချမ်းချမ်းမမချမ်းချမ်းတော်တော်နဲ့တော့ပြန်လိုက်ပေါ့မြစ်သမီးလေးတို့ငါတော့တော့ကရောက်ဟာလာခုလိုညတကောင်ကြီးပြန်ရောက်လာတော့ဒီကိုပြေးလာတယ်ပေါ့အဲ့တော့ဆေးအမေဆေးပြေးလိုက်မယ်တော့ပေါ့နော်ပြီးတော့ထွက်လိုက်တယ်တဲ့ထွက်လိုက်တော့ तू က ဒီသူဓာတ်ထည့်ထားတာအဥ္စာကြီးကကြောက်ဟိုဘယ်လိုမဲ့ဆိုဗျာကြောက်ခဲသုံးကြီးလို့ဖြစ်နေတာလေဒါမြေမြေကြီးမြေဆိုင်ကြီးအဲ့မှာအခဲအလုံးကြီးဖြစ်နေတာလေအဲ့ဓာတ်ထည့်ထားတော့သူကအဲ့ဓာတ်နဲ့ထစ်ထစ်ထစ်ရတဲ့ဟောခပုံဆိုင်တယ်ယူပြီးတော့သူရွာပြီးတော့သူမှတ်မိတာပေါ့ဗျာဒီသူဓာတ်နဲ့ခုတ်ခဲတဲ့မြေကြီးကိုမှတ်မိတယ်အဲ့ဒါပြေးသွားလိုက်ရဲ့သူပြေးသွားလိုက်တဲ့အပေါ်ရဲ့ဆုံးမပြောတဲ့လမ်းတိုင်း သူပြေးလိုက်တာ45မိနစ်လောက်ပဲသွားရတယ်လေသူရောသူချောချောမောမောရောက်သွားရွာလဲရလဲရောသူခပုံစတဲ့ကနေထုတ်လဲထုတ်လိုက်ကိုအဲ့ဒါတွေကဘယ်လိုပြောမလဲဆိုတော့မြေကြီးအမုံနေမဟုတ်တော့ပဲနဲ့အဲ့ဒါတွေကလေအလုံးအလုံးအလုံးလေးတွေဖြစ်သွားတယ်ကျွန်တော်တို့အဲ့ဒီချိန်တော့ကတော့ရစားလို့ရှာဖို့စေးလို့ရှာဖို့စေးလို့ဘာလို့ပြောရလဲဆိုတော့ကျွန်တော်တို့ဆေးတစ်မျိုးရှိတယ်ဗျတဲ့ပါအလုံးခဲလေးတွေပေါ့မြေမုံလိုပဲ အယောင်ကတော့မြေကြီးရောက်မယ်ဒါပေမဲ့အခဲခဲလေးပေါ့ဥချိန်ကြီးဥချိန်ကြီးလို့ပါလို့ရစားတယ်အဲ့လိုပဲပြတ်သွားတယ်အဲ့တော့တမီးကသူတိုင်လိုက်သူလည်းကြောက်ကြောက်နဲ့ဟုတ်တော်ရှိမဟုတ်တော်ရှိဟိုကသူ့အတက်ကတော့လွတ်ဘေးကင်းခဲ့ပြီဆိုတော့အဖွားကြီးပြောတဲ့ကောင်ဖြစ်နိုင်တယ်ပေါ့နော်ဘာလဲအရေးစွန့်ပြီးတော့တမီးဝေဒနာအရန်ခံစားနေတယ်တမီးကိုတိုင်လိုက်တယ်တမီးကအဲ့ဒီစေသုံးလေးလုံးတောင်းပဲလုံးဝလုံးဝတတ်တော်ပါတယ်တတ်တော်ကသူဒီဖြစ်ရက်ကိုရွာလူတွေပြောပြတယ် ရွာလူတွေပြောရရွာလူများမဖြစ်နိုင်တာပေါ်ဆုံးရာဇဝင်မှာကြားခဲ့ဘူးတော့ဒီဆုံးမလက်ကဒီဆုံးမနဲ့တွင်အသက်ရှင်ပြပြလာတဲ့ဒူးမမရှိဘူးအဲ့ဒါမဟုတ်ဘူးငါတကယ်တွေးခဲ့တယ်မင်းတို့မယုံဘူးတဲ့နောက်တနေ့မနက်ကျရင်မင်းတို့ငါနဲ့အတူတူလက်ခဲ့အာရွာလူတွေခေါ်ဘူကိုကူအဲ့ချုံကိုကူကိုတွားမယ်ချုံကိုကူကိုရောက်ရင်ငါမင်းတို့ပြမယ်ငါဒီမှာမြေကြီးထစ်ပြီးတော့ယူလာတဲ့မြေမြေဆိုင်ကြီးကိုငါပြမယ် အားဖြင့်ယုံကြည်တဲ့လူတချို့ရှိသလိုမယုံကြည်တဲ့လူလည်းရှိတာပေါ့ဗျာယုံကြည်တဲ့လူကတော့ယုံကြည်တဲ့အလျောက်လိုက်ချလာပြီးတော့မယုံကြည်တဲ့လူတွေကလည်းမယုံကြည်တဲ့အလျောက်လိုက်လာတယ်အားဖြင့်သူတို့လည်းသွားကြတယ်အဲ့ဒီသွားတဲ့တော့အဲ့ဒီနာရောက်သွားတော့လည်းရောက်တော့တချို့ကပြောတာတော့အာအလကားပါနင်းမဟုတ်တာဟုတ်ကောဟိုပြောတယ်ဒီနေရာပဲပေါ့ဒီဒီမှာကြည့်ဒီကဲကြောက်ခဲမြေဆိုင်ခဲကိုကြီးငါသားနဲ့ခုတ်သွားတော့ပေါ့ ဒါနဲ့ထစ်ပြီးတော့ယူတာတဲ့ဒါထစ်ရတယ်ပြအဲ့တော့ကျိုးရတယ်ယုံကြည်သွားတယ်အဲ့ဒီကနေစေးယူကြတယ်လေကျိုးရတယ်ဟာအသေးပဲမရှိတာကိုကမင်းမဖြစ်နိုင်တာပါညာဆိုပြောညင်းဆိုအဲ့လိုပြာခံကြီးလဲကြောက်အဲ့မှာအဲ့အဲ့သူတို့ရဲ့နာမည်ကြီးတစ်ပင်ပေါ့ဗျအဲ့မှာချုံမဆုံးမနေတယ်ဆိုတစ်ပင်အဲ့ဒီပင်ပေါ်ကနေပြီးတော့အဲ့လိုမျိုးရောက်တော်ကြီးတယ်ဗျခေါင်းအောင်အောင်ပါတော့စပင်းကြီးကွဲလောင်းကြီးခေါင်းအောင်အောင် ကင်းချီများဆင်းသလိုဆင်းလာတာလေအဲ့အောင်မြင်လဲမြင်ပြီးတော့ခါတဲ့ရွာသားတွေတုတ်ထည်တင်ပြေးကြတာဟာဟုတ်တယ်ဟာရှိတယ်ဟာဆိုပြီးတော့အော်ကြီးရဲ့ဂျန်နဲ့ပြေးကြတာလေအဲ့မှာစုံမရချိန်စဲတာပေါ့သူတို့စုံမတဲ့သဘောတဘောချိန်စဲတဲ့ဥစ္စာသူတို့ရဲ့ ordering ပေါ့ဗျာဟိုသူတို့ရဲ့ signature ပေါ့အမသားကစုံမဆိုချိန်စဲတာပေါ့ငါရဲ့ ordering ကိုငါနဲ့နမိတ်ကိုဝင်လာပြီ အခွင့်ပြုချက်မရှိပဲနဲ့ပေါ့နော်။ငါရဲ့ဆေးကိုလာယူတဲ့လူတွေအသေးဆုံးနဲ့တေးပါသေး၊ဘာဖြစ်ပါသေး၊ညာဖြစ်ပါသေး၊ဘလိုဖြစ်ပါဘေးသွေးပါသေးချိန်ဆတော့အားလုံးကြောက်နေပြီတော့ဘသူမှဒီဆေးတော့ရလာတယ်ဒါပေမဲ့ဘသူမှမတော့ရဲဘူး၊ဘသူမှမယူရဲဘူး။အုံလုံးပြစ်ပြီးတော့လမ်းမှာပြစ်ပြီးတော့ပြေးကြတာလေ။အုံလုံးကဒါပေမဲ့ဟိုသူ့ပေးလိုက်တဲ့ဆေး ဆေးဆိုပြီးပေးလိုက်တဲ့ဟာကိုဆုံးမကြီးဆေးဆိုပေးလိုက်တဲ့ဟာကိုတောက်ပြီးတော့ဝေဒနာတက်တော်ရတဲ့မိန်းကလေးကတော့တတ်ဆုံးတိုင်ပေါ့နော်ပျော်ပျော်ရွှင်ရွှင်ကောင်းမွန်တဲ့ဝေဒနာခင်းခင်းနဲ့နေသွားရတယ်။တောက်တဲ့ကြီးကလည်းအတက်တည်တဲ့အထိအဲ့ဒီရွာမှာညီညီချင်းချင်းပျော်ပျော်ရွှင်ရွှင်နေသွားတယ်။ဘာမှသူထပ်ပြီးမဖြစ်ဘူး။သူ့ဘာညာတရကဝေဒနာလေးနည်းနည်းဖြင့်အဲ့ဒီဆုံးမကြီးပေးတဲ့ဆေးကိုပဲဆုံးမကြီးကိုကျေးဇူးတင်ကြောင်းဘာကြောင်းညာကြောင်းသူပြောပြီးသူအဲ့ဒီဆေးကိုစားလိုက်သူ။ ဝိညာဉ်တတ်တာဟောတယ်တဲ့အဲ့တော့ဒီဥစ္စာတွေကဟုတ်တော်ရှိမဟုတ်တော်ရှိယုံတော်ရှိမယုံတော်ရှိပေါ့ဗျာတချို့ချို့အရာတွေဟာမိမိရဲ့စေတနာကအကျိုးပေးတယ်ပေါ့ဗျာစောစောလိုမျိုးပြောရမယ်ဆိုရင်ပေါ့ဗျာဆုံးဆိုတာမကောင်းတဲ့ဟုတ်လားမကောင်းတဲ့အတလေပညာနဲ့လူတွေကိုဒုက္ခဒေါကတွေပေးတယ်ဆိုပေမဲ့လေမိမိရဲ့ စေရင်စေတနာကသာသမီပေါ်ထားတဲ့စေရင်စေတနာเนาะမိမိရဲ့မိဘရဲ့မေတ္တာကိုဆုံးဆိုတဲ့အင်မတမဆိုးရောက်ချစ်တဲ့အရာကတော့မိဘမေတ္တာကိုမလွန်ဆန်နိုင်ဘူးမိဘရဲ့မေတ္တာရဲ့အရှိမသူ့ရဲ့မိုင်းမဲခြင်းတွေကိုခွာချပြီးတော့ဒူးထောက်ရတယ်အဲကြောင့်ညီကောင်မောင်မတို့ပြောကြတယ်မိဘ ရှိစဉ်အချိန်မှာမိဘပေါ်ကျေးဇူးတည်တတ်ပါမိဘကိုဘယ်တော့မှစိတ်ရောကိုယ်ရောနှုတ်ရောအမူအရာနဲ့ဖြစ်စေနှုတ်နဲ့ဖြစ်စေပေါ့နော်မစော်ကားမိစဉ်နဲ့ဘလို့အရာမျိုးနဲ့မှမိဘစိတ်တော်ကားဖြစ်အောင်မလုပ်နိုင်မိဘမြင့်တာဟာတရားသခင်တိုင်းနဲ့ပြင်တော်မှခါတယ်နှုတ်နှုတ်ခါတယ်အဲ့ဒါလောက်ထိစွာကြည့်ပါတယ် မိဘရဲ့စိတ်ထဲမှာတစ်ကုံတစ်ခုနာကျင်မှုဖြစ်ခဲ့ရင်မေတ္တာအဟုန်ကြောင့်ဘုရားသခင်ထိုင်တဲ့ပလင်းတော်တော်လှုပ်တယ်အဲ့တော့ဒီကောင်မတော်အခုချိန်မှာမိဘရှိမှမရှိမှကျွန်တော်မသိကျွန်တော်မတော်အဖေလည်းမရှိတော့ဘူးအမေလည်းမရှိတော့ဘူးကိုရဲတည်းမိဘဖြစ်လာပြီအဲ့တော့အဲ့တော့မိဘပေါ်တမိုးထားပါမိဘရဲ့ကျေးဇူးတရားကိုနားလည်ပါ မိဘမိမိကိုအတက်နဲ့ရေးပြီးဟာလားဂုံတိတ်ခါကိုရေးပြီးတော့မွေးခဲ့တယ်ချွေးကိုနှခုအကျွေးချိန်မှကြောက်ခါကျုံမတက်ရှာပွေးကျွေးမွေးခဲ့တယ်အဲ့ဒီကျွေးစုတရားတွေကဘယ်လိုငွေချေးနဲ့မှဆက်လို့မကြည့်ဘူးဘယ်လိုအရာတွေနဲ့မှပြန်လဲပြည့်အပ်လို့လည်းမကြည့်ဘူးကျွေးစုတရားတွေရောရှိစင်မှာတခင်ကဲ့သို့ အရှင်ဘီရင်ကဲတို့ဆက်ဆံပါတော့တေးသွားပြီးရင်လည်းပဲအမြဲတမ်းတတိတရားနဲ့တို့တော့ကိုမြေတာပို့နေပါပြောရင်လည်းဒီကနေ့ကျွန်တော်ရဲ့ဒီဇလန်းလေးကိုတကယ်ချင်းတို့ဝေမျှရင်လည်းဒီကနေ့ဒီမှာဆုံးသတ်လိုက်တယ်တကယ်ချင်းတို့အားလုံးကျမချမ်းသာပျော်ရွှင်ကြပါစေဗျာအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေ拜拜。Bye bye.